ဒီကနေ့မှာတော့ငလင်နန်တဲ့ဒေတာကအဆောင်အုံနေပတ်သက်လို့ဗာဆက်လုတ်တင်တယ်လဲ။စကိုင်းပြည့်ရီကျောင်းနဲ့တခြားပြည့်ရီကျောင်းတွေငလင်ဇုံတွေမှာငလင်ကြီးတွေထပ်လုံနိုင်ကြီးရှိမရှိငလင်လှုပ်ပြီးဆက်လုတ်တဲ့အစင်လားစတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ငလင်ပညာရှင်ဦးစိုးသူအထွန်းနဲ့မေးမြန်းထားတဲ့အထက်ကကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ဦးစိုးသူအထွန်းဟာမြန်မာနိုင်ငံငလင်ကော်မတီဒုဥက္ကဋ္ဌတာဝန်ယူခဲ့တယ်လို့ပြည်သူ့လွတ်တော်တရားစတာနဲ့တဘောပုံဝင်ထိမ့်သိမ်းကော်မတီဥက္ကဋ္ဌမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ပြည်သူ့လွတ်တော်အမတ်တော်လည်းဖြစ်ပါတယ်။ ်လက်ရှိမှာလည်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လက်ဆင့်နဲ့စွန့်ရင်ဝင်ကြီးတာဝန်ယူထားသူဖြစ်ပါတယ်။အော်တာရှုံးနဲ့ပတ်သက်ပြီးတော့မှတ်ပါတယ်ပထမကလေးညီကြောင်အဲ့သွားတာတွေကလည်းနောက်ထပ်ငလင်ငယ်လေးတွေပါငလင်ကြီးတော့မကြီးတော့ပေမဲ့လည်းပြိုကျနိုင်တဲ့အခြေအနေတော့ရှိတယ်။နောက်တစ်ခါမိုးရွာရင်လည်းပြိုကျနိုင်တယ်လေးတိုက်ရင်လည်းပြိုတာပါပဲကြမ်းကြမ်းတိုက်ရင်ပြိုကျနိုင်တယ်ပေါ့နော်။ အဲ့တော့အဆောက်အုံတွေကိုကျွန်တော်မစစ်ဆေးပဲနဲ့တော့ပြန်ပြီးတက်ပြီးတော့နေဖို့တော့မသင့်ဘူးဆိုတာပထမဆုံးပြောချင်တာပေါ့နော်အဲ့တော့ပြိုပြက်မှုကိုကြည့်မယ်ဆိုရင်ကျွန်တော်နှစ်မျိုးပေါ့နော်ပထမတစ်ခုကတော့တချို့ကအပေါ်ရမယ်ပလာစတာလောက်ပွာတာပေါ့နော်အဲကြောင်းနေတာပေါ်တယ်ရုပ်တာဆိုးနေတယ်တကယ်ကြတော့အဆောက်အုံကတင်လောက်မဆိုးနေဘူးအဓိကကျွန်တော်ငလင်းနန်းခန်းလိုက်အောင်ငလင်းအင်ဂျင်နီယာတွက်ချက်ဒီဇိုင်းလုပ်တယ်ဆိုတာ structure ပေါ့နော်သူ့ရဲ့ပေါ်လန်တိုင်ကြီးတွေနဲ့ဘီလင်ကြီးကိုပြိုလဲမသွားဘူးကအဓိကဖြစ်ပါတယ်နိုင်ငံကြီးမပြိုဘူးတရားငလင်းအင်ဂျင်နီယာရဲ့အလုပ်ကဦးစားပေးမဟုတ်ဘူးပေါ့နော် နိုင်ငံကြီးကတော့စေဘင်ဂျင်နီယာစဉ်းစားတယ်အဲ့ကမှသူရဲ့အကြောင်းနေဒီဘလောက်တိပေါ်နေလဲမူရင်းစွာချာကြီးမှာပါထိကြိုက်သွားတာပေါ့နော်အထူးဖြင့်အောက်ပိုင်းတွေမှာကြည့်ရင်တိတာပါတယ်အပေါ်ပိုင်းကိုစွာချာဘရင်ကငလင်လို့ရတော့အပေါ်ကဂျမ်းသွားတဲ့ခါမှာအောက်ခြေပိုင်းကိုအုပ်ပြပိုင်းနဲ့အထိထိလာပြီဆိုရင်ဒီစောက်ဦးကတိတ်တော့မလွယ်တော့ဘူးပေါ့နော်စွာချာထိသွားပြီဆိုရင်တော့ဖြူချားရဖို့ပဲဖြစ်ဖို့ရပါတယ်ဒါပေမဲ့လည်းအဲ့လိုမျိုးပဲနဲ့နိုင်ငံကြီးပြူတာယူရတော့ပြန်ပြီးစောက်လို့ရတယ်ပြင်ပြီးနေထိုင်ရနိုင်တယ်လို့လည်းမြင်လို့ရတယ်ဒါပေမဲ့ လက်သလုံးအခြေဒီမှာတော့ဒီအဲကြောင်အပေါ်ယံဖြစ်တဲ့ဒီဘတ်စလာဖုံးထားတာအက်တာတောင်မှပြူကြနိုင်တယ်၊ကိုယ်ကြကွဲနိုင်တယ်တို့ကြောင်ဘေးရနေရတော့ရှိနေရဆိုတာသိကြတယ်ပေါ့နော်ဒါအဲ့ဒါကိုကျွန်တော်ဘေးကင်းအောင်လုပ်ပြီးမှသာလေနေသေးတယ်ပေါ့နော်နောက်တစ်ခါဒီခြေပြီးသားနေရာတွေမှာနောက်ထပ်စဉ်းစားမှာမပြူလဲသေးတဲ့အဆောက်အုံတွေရှိနေသလိုမပြူလဲပဲအက်ပဲအက်နေတဲ့ဒီအာသူတွေရှိသလိုပဲဒီအဲကြောင်နေရာတစ်ဖက်ကရေကာတာကြီးတွေအဲ့လားဓာတ်စီလောင်ကန်နေတောင်ွေလောင်ကန်နေ အဲဒါဒါအားလိုက်နေဒါခွဲယုံနေပေါ့ဒီလိုအရေးကြီးတဲ့နေရာတွေမှာလဲချိနေနိုင်နေတယ်ပေါ့နော်ဒါတွေအော်တာချော့ကြောင့်ပဲဖြစ်မိုးကြောင့်ပဲဖြစ်ဖြစ်ထပ်ပြီးတော့ပြုတ်ကွဲတာတွေဟလာလျှစ်စစ်တာနဲ့လောင်စာစီနဲ့ပတ်သက်တာဆိုရင်မီးလောင်တာတွေဒါတွေကဖြစ်နိုင်ကြည်တွေကရှိနေတယ်ဒါတွေကိုလည်းအထူးပြုပြီးပြည့်တင်တယ်အဲ့တော့နောက်တစ်ပိုင်းဖြစ်တဲ့ဒီကျွန်တော်မလင်မလုတ်ခဲ့သေးတဲ့နေရာပေါ့နော်အဲ့တော့ညီမနိုင်ငံဒီငလင ပြည်ရနေအကြောက်တဲ့နိုင်ငံနိုင်ငံဖြစ်တဲ့အတွက်ကြောင့်တနိုင်ငံလုံးကဘယ်နေရာမှမကြံတော့ဘူးငလင်းစုံနေရရှိနေတယ်ပေါ့နော်နေတာနဲ့များတာပဲကွာနေတယ်အဲ့တော့စကိုင်းပြည်ကြီးအကြောင်းတစ်ချောင်းလေးဆိုကြည့်ရင်တော့မှသူ့ရဲ့ဒီဖြစ်တဲ့အခုဖြစ်တဲ့ဇုံရဲ့မြောက်ဘက်ခြမ်းဆက်ရဖြစ်တဲ့စင်ကူးတပိတ်ချင်းဒေသကတော့ကျွန်တော်နောက်ဆက်နေ့လောက်ကငလင်းကြီးလှုပ်ပြီးသွားပြီအဲ့နေရာအတွက်အင်အားကြီးငလင်းလာနိုင်တော့ဘူးလို့ပြောလို့ရတယ်နောက်အခုအပိုင်းကလည်းမလာနိုင်တော့ဘူးလို့ပြောလို့ရတယ်နှစ်ကာလတစ်ခုထိပေါ့နော် နှစ်တရာလောက်ခုနေရာတွင်နှစ်နေရာလောက်ဒီပေါ့နော်မလာနိုင်တော့ဘူးလို့အမှန်လို့ရနိုင်တယ်ဒါပေမဲ့လည်းသူ့ရဲ့မြောက်ခွဲနဲ့တောင်းပဲချမ်းနေပြီနေသူနှစ်တရာလောက်ဝင်းကျင်လောက်ကြာတဲ့ဒီငလင်းဘလို့ပဲหนีခဲ့တဲ့နေရာကြီးလည်းဖြစ်နေတော့ငလင်းဘေးရန်ကြီးပြီးချိန်ကြီးအစိုးရနိုင်တယ်လို့ပဲပြောချင်တယ်လာတူပဲဒီနေ့စာရီမှာရေးနေရတဲ့ရှေ့ကကြောက်ကြံငလင်းစုံတို့တခြားငလင်းစုံတွေလည်းရှိသေးတယ်ပေါ့နော်ဥမာရခိုင်ပြည်နယ်ကမ်းခြေဆိုရင 1962ခုနှစ်ကလည်းညှိထုတ်ခဲ့တဲ့ဆူနာမီလည်းဖြစ်ခဲ့ဘူးတယ်ဒါအဲ့ကျွန်တော်နိုင်ငံမှာနောင်တော်ကြီးမင်းလောက်လက်ထက်ကပေါ့ရခိုင်ပြည်ပေါ့ပေါ့နော်အဲ့ချိန်မှာဖြစ်ခဲ့ဘူးတဲ့ခါကျတော့ဒါလည်းနှစ်ပေါင်းကတော်တော်များနေပြီအဲ့နှစ်နေရာကျော်နေပြီပေါ့နော်300လောက်ဖြစ်နေပြီဆိုတော့ကျတော့ကျွန်တော်တို့ကအကုန်လုံးကတော့ဘေးအန္တရာယ်ရှိတဲ့နေရာတွေကြီးပဲဒါပေမဲ့ဒီငလင်ကြီးလှုပ်လိုက်လို့နောက်တဲ့နေရာမှာမြန်မြန်ချက်ချင်းထားလုံမယ်ဆိုတော့အတွေးယူဆကတော့ကျွန်တော်ကမှန်တယ်လို့မဆိုနိုင်ပါဘူး ငလင်းဘေးအနေကတော့ရှိနေတယ်ဘေးတော့မစိုးဘေးချိန်မှမတိပြီပဲဖြစ်နိုင်တယ်ငလင်းတဲ့ထုံးတန်ကတော့ချိန်ကြာမှလှုပ်လေဒီပမာဏကြီးလေးလေးပဲပေါ့နော်ဟိုကျွန်တော်နှစ်တရာမှာ130နဲ့130လောက်မှာလှုပ်တဲ့စကိုင်းပြည့်ရဲ့တချို့အပိုင်းတွေမှာလှုပ်တဲ့ပမာဏကဒီ9လောက်ရှိတယ်ဆိုရင်အခု186နဲ့ကြာသွားပြီစေတဲ့အပိုင်းကလှုပ်လိုက်တော့အလုံးမြင်တဲ့အတိုင်းခွန်တသမဘောလောက်ဒီလှုပ်နေတယ်ပေါ့နော်ငလင်းပမာဏကဒန်းတစ်ခုနဲ့တစ်ခုကအရန်กว่าပါတယ် တနည်းအားဖြင့်6ရက်9ရက်8ဆိုတာတွေကအစ30ကျော်กว่าတယ်ပေါ့နော်กว่าတဲ့ခါကျတော့သူကဂဏန်းကယူယူဂဏန်းမှုပဲနဲ့ logarithm based scale နဲ့တို့တာဆိုတော့သူကဂဏန်းကအများကြီးကြီးပါတယ်အဲ့တော့ထိခိုက်ခံရမှုကလည်းအရန်ကိုกว่าဟာပါတယ်ပေါ့နော်အဲ့ခါကျတော့ကျွန်တော်တို့ကမလင်ပေးရနေဒီညွာပြီးတွေ့မြဲရှိနေတယ်ရှိနေတဲ့အတွက်ကြောင့်နောက်ထပ်လုံနိုင်ကြီးတွေလည်းရှိနေတယ်ပေါ့နော်ဟိုဒါပေမဲ့လည်းကိုဒီ ဘယ်နှစ်ဘယ်ချိန်မှာလုပ်မယ်ဆိုတော့ဘယ်ပညာရှင်အမှမပြောနိုင်ပါဘူးကျွန်တော်တို့ဒါပညာရှင်အပြောရဲဆိုရင်ညာတယ်လို့ပဲသဘောထားလိုက်ပါကျွန်တော်လည်းမသိပါဘူးဒါပေမဲ့လည်းပါလဲဆိုတော့ဟိုလားတူရဲ့ငလင်းကြီးလုပ်ပြရတဲ့ငလင်းနောက်နေရာမှာငလင်းသွားပြီးတော့ပူးပြီးတော့လုပ်မယ်ဆိုတာလေဒါလည်းထုံးစံရမဟုတ်ပါဘူးဆက်ပြီးတော့လုပ်နေတော့ရှိတယ်ဒီခါလေးရတနေ့ချာတနေ့ချာမှာလည်းဖြစ်သွားတတ်တယ်ပေါ့နော်ဥပမာ1930ကဘကုန်းငလင်းလုပ်ပြီးတဲ့ခါမှာ30 31 လား29 30 30တိဒီမှာငလေးနေတခုပြီးတခုလှုပ်တယ်ပေါ့နော်ဘကူမှလှုပ်လိုက်တယ်ဖြူမှလှုပ်တယ်တောင်ကူမှလှုပ်တယ်စွာမှလှုပ်တယ်စသဖြင့်ပေါ့နော်တောင်တင်းနေငယ်ကြတော့ကျွန်တော်ဟိုဖာကန်ဘဲမှာတကောင်းဘဲမှာလှုပ်တာ၄ရှိတယ်အဲ့တော့ तू ကဟိုနေ့ကာလတခုနဲ့အမြ तू တဏျာရင်တဏျာချင်းကဒီတော့ခတ်ထားလို့ပေါ့နော်ဒီရွေးသွားမယ်အပိုင်းကြီးကတဏျာမှာချုပ်မိနေရဲ့အပိုင်းကြီးစစ်ပိုင်းကြီးရှိတော့အဲ့စစ်ပိုင်းတစ်ပိုင်းချင်းကငလေးနေလှုပ်ကြတာဖြစ်တဲ့တော့ကြောင့်ဟိုပိုင်းကြောင့်ဒီပိုင်းကဆက်လှုပ်မယ်လို့ ရည်ပူရတော့တွန်းအားပေးမှုတော့ရှိနိုင်ပေမဲ့လေတကယ်တကယ်တစ်ခုချင်းတစ်ခုချင်းကိုချုံနောင်ထားတဲ့အစ်စ်တွေပြုတ်သွားလာတဲ့ဂလင်ကြီးလောက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဟိုတတိတော်ထားရမယ်ဘေးအန္တရာယ်ရှိနေတယ်ဒါပေမဲ့နေချင်းညာချင်းလို့ဆိုပြီးတော့ချက်ချင်းအေအောက်ဆင်းပြီးနေတာမျိုးကတော့လက်တွေ့တည်းမကြောက်ရုပ်တည်းလည်းမရှိပါဘူးဒီကကုအဆောက်အဦးကိုဘယ်လိုခိုင်းခံ့အောင်စောင့်မလဲ သာဦးယခုလုံးကစောက်ပြီးသားဖြစ်နေပြီဆိုရင်လည်းကိုယ့်ရဲ့အခန်းတစ်ခန်းထဲမှာပဲဘယ်ဟာတွေကတော့ပြုတ်ကြနိုင်တယ်ဘယ်ဟာတွေကဘေးအန္တရာယ်ရှိတယ်ဘယ်စိတ်ပိုင်းတွေကတော့ဟိုညအိမ်ရင်တော့မှကောင်းပေါ်မှာအဲကွန်းရောက်နေတာမျိုးပေါ့နော်မိသားကြီးတွေဗီဒိုကြီးတွေကိုယ့်ပေါ်လဲနိုင်တာမျိုးတွေဒါမျိုးတွေကအစကြုံပြီးတော့ပြင်ဆင်ထားတက်ပါတယ်နောက်တစ်ခါအရေးကြုံလာရင်အခုဟိုနေပြည်တော်ဆိုရင်ကျွန်တော်ပြောတယ်ဒီလေကားဆက်ထားတဲ့ဝန်ထမ်းအိမ်ရာလေကားတွေကကြည့်လိုက်တဲ့အခါစတွေ့တွေကကျွန်တော်ဒီဟာတွေကပြူကြမှာ တကယ်ကြီးနေရှိတဲ့တကယ်ကြီးနေအဲ့ဒီကမှားတယ်အဲ့ထွက်လာဖြစ်လာရင်ကိုယ်တိုက်တဲ့မှာကိုနေအဲ့ဒီဘက်ကိုထွက်မပြေးတဲ့လေကားပုံဆိုပြောခဲ့တဲ့အချိန်မှာတကယ်လက်ဒီကားတွေကိုပြူကြတယ်ပေါ့နော်သူတော့ကျွန်တော်တို့လည်းအတူတူပဲကိုယ်အိမ်ရဲ့ကိုယ်တိုက်စောက်ဦးရဲ့ဟာထွက်ပြေးဖို့အတွက်ကိုအဲ့လိုအဝင်ထွက်တည်းကပို့ပြီးအန္တရာယ်များပါမယ်အဲ့ဒါတွေကိုလည်းတိထားဖို့လိုတယ်နောက်တစ်ခါတကယ်လှုပ်လာပြီတကယ်ဘေးကနေဖြစ်ပြီဆိုဘယ်လိုရှောင်းအောင်လဲကိုယ်အိမ်မှာတက်တာတော့ပြောင်းဘယ်လိုနေရမလဲဆိုတာဒါတွေလည်းကြိုတင်စဉ်းစားထားရမယ်ပေါ့နော်ဒါတောင်းငွေအိုးတွေပိတ်တာတို့ မင်းนี่အမြန်ချတာတို့ဒါတွေကအမြန်လောက်ရမယ်အပိုင်းနေဒါတွေလည်းလေ့လာထားတဲ့နေပေါ့နော်အာမလုတ်သေးတဲ့လူတွေအတွက်ကြိုတင်ပြင်ဆင်တင့်တဲ့အပိုင်းတွေကိုကြိုပြီးတော့ပြောခြင်းဖြစ်ပါတယ်ခုနပြောနေရာမှာပြုတ်ကြရတာရှိရင်နေရာနဲ့ခိုင်ကန့်ကိုကတ်တွေထားတာမျိုးပေါ့နော်ချုပ်ထားတာမျိုးတွေဝက်ဝူနဲ့စကူနဲ့တရားဆွဲထားတာမျိုးပေါ့ဒါမျိုးတွေလည်းဆက်စဉ်းစားထားပြင်ဆင်ထားဖို့လိုတယ်ဆိုတာလေးပြောခြင်းပါတယ်